ူမနီကောက်ကို level 2တင်းနေနေကျွန်တော်ပြပေးမှာဖြစ်ပါတယ်နော်ဒါကကျွန်တော်တွေတော်တော်များများကောက်ဖွင့်တဲ့ခါမှာ level 2မအောင်ကြဘူးအဲ့တော့1ဆင့်ပဲအောင်တယ်ပေါ့နော် level 2အောင်ဖို့အတွက်ကျွန်တော်တွေဘယ်လိုစစ်ကံမလဲဘယ်လိုတင်ရမလဲကျွန်တော်ပြပေးမယ်အကောက်ရပြီဆိုတာနဲ့ကျွန်တော်တို့ဒါ level 1ပဲထားပါပါဗျာ Okay အဲ့တော့ကျွန်တော်တွေဒီမှာကောက်ထဲကိုသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီကဝင်စစ်ကံမှာအလွယ်ဆုံးကတော့ဒီမြန်မာပြည်ငွေလွှဲဆိုတာကိုတစ်ချက်နှိပ်လိုက်ဗျာ ဒီကောင်နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့တွေကဒီမပြူငွေလွှဲလို့ရတယ်ပေါ့နော်ဒီလိုမျိုးပုံစံပြရတယ်ဆိုရင်ဒါ okay level 2အောင်ပြီးမှထပ်လုပ်เสียမလို့တော့ဘူးတင်เสียမလို့တော့ဘူးပေါ့နော်တကယ်လို့ဒီလိုမျိုးပုံစံမဟုတ်ပဲねဒီပုံစံပြလာခဲ့ပြီဆိုရင်တော့ဒါ level 2မအောင်သေးပါ level 1အဆင့်သာရှိပါတယ်အဲ့ဒီတော့ကျွန်တော်တို့က level 2တင်ပြရမှာဖြစ်ပါတယ်နော် level 2တင်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုရင်ကျွန်တော်တို့ဒီစီမှာပိုင်းအောင်ကအချီရမယ်ဒါမှမဟုတ်စမကတ်နောက်တစ်ခုက ရင်မောင်းလိုက်စင်တခုခုပေါ့နော်ဒီသုံးခုရှိရင်အဆင်ပြေတယ်ကျွန်တော်ရင်ဗီဇာတွေရှိရင်လည်းဗီဇာနဲ့တင်လို့ရရပေါ့နော်ဗီဇာတက်တန်းကုန်နဲ့တူတူမရသေးပေါ့နော်โอเคကျွန်တော်တို့ဒီမှာတဆင့်ချင်းသွားမယ်ပေါ့နော်ကျွန်တော်နေ့တိုင်းသွားမယ်ပြီးရင်ကျွန်တော်ဒီနေရာမှာ yes i do ကိုတစ်ချက်ယူပေးလိုက်ပြီးရင် okay နေမယ်ပြီးရင်ဒီလိုမျိုးသုံးခုပေါ်လာရင်အလဲခေါင်းက pop up me castro ကိုတစ်ချက်နေပြီနော်ကျွန်တော်မိဘနဲ့ကျွန်တော်နှိမ့်တဲ့ဟာပဲနှိမ့်မယ်ပြီးရင်ကျွန်တော်ဒီမှာပိုင်းအောင်ကတ်ကိုကျွန်တော်ရိုက်မယ် ကျွန်တော်ကတော့ဒါပန်းရောင်ကန်နဲ့ရိုက်တင်တယ်။မိတ်ဆွေတို့ကတော့ကျွန်တော်ပြောတဲ့၃ခုတွေတစ်ခုခုရှိရင်အဲ့၃ခုနဲ့တစ်ခုခုနဲ့တင်ပါနော်။၃ခုလုံးရှိစရာမလိုတစ်ခုရှိရင်အဆင်ပြေပြီ။ဒီကျွန်တော်ရိုက်တဲ့အခါမှာလဲရှေ့တစ်ပုံနောက်တစ်ပုံနှစ်ပုံရိုက်ရမယ်နော်။ရှေ့တစ်ချမ်းနောက်တစ်ချမ်း Okay ။ဒီလိုမျိုးပုံစံလေးချင်းချင်းလင်းလင်းလေးရိုက်ပါရေးကြည့်ပါရစေ။ပြီးခဏလေးစောင့်မယ်နော်။နောက်တစ်ဆင့်မှာလိမ့်စော်ကိုယ်တိုင်ဖြည့်ပါ။ကိုယ်တိုင်ဖြည့်မှာ ဖြစ်တဲ့အတွက်ကြောင့်မလို့ဒူရီယာစာချောင်းကိုနှိပ်ပါနော်အပေါ်ဟောက်သွားမနှိပ်ပါနဲ့ကျော်ရီပေါ်ဟောက်သွားနှိပ်လိုက်မယ်ဆိုရင်လိပ်စာကိုယ်တိုင်မဖြစ်ဘဲနဲ့ယုံဖြစ်ခိုင်းလိုက်ရင်မအောင်တာများတယ်ပေါ့နော်โอเคတော့ကျွန်တော်တို့ကိုယ်တိုင်ဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့လိပ်စာတွေကိုဒီမှာဖြည့်ပြီးသားဖြစ်နေပြန်ပြင်းတယ်ပေါ့နော်ရှက်လေခြင်းနဲ့ပါပြန်ပြင်းရေကြီးဆုံးကတော့စိုက်ယုံနံမြီသို့မဟုတ်တထေးနံမြီအဲ့နှစ်ခုကတစ်ခုကိုမဖြစ်မနေထဲပါတချို့ကကျော်ရီစိုက်ယုံနံမြီတင်းစိုက်ယုံနံမြီတဲ့ ဆေးရုံနဲ့မြင်မသိရင်ကိုယ့်ရဲ့တထေးနဲ့မြည်ထဲပါပြီးတော့ပြီဆိုရင်တော့ဒီပုံစံပေါ်ရင်နှစ်ရက်စောင့်ပေးရမယ်ကျွန်တော်နှစ်ရက်တော့မကြောက်ဘူးเนาะကျွန်တော်နေဘက်တွေဆိုရင်ခဏပဲတန်းရတယ်တကယ်လို့ညဘက်တွေဆိုရင်တော့အကြိုက်စောင့်ရတယ်ပေါ့ဗျာ okay too many count နဲ့ပတ်သက်ပြီးတော့ကျွန်တော်၄ဒါကိုယ်တိုင်တင်ပြီးဖြစ်ပါတယ်လုံးဝကိုယ်တိုင်တင်မတက်တဲ့သူတွေဆိုရင်လည်းကျွန်တော်စီမှာ subscribe လိုက်ယူလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါသေးဗျာ